ချွေးမလင်းမြဖို့အပေါ်ပိုင်းတကုံးအမေရဲ့ပြုမှုဆက်ဆံပုံကိုအခုလိုလူသိရှင်ကြားရှင်းဖွင့်လာတဲ့လင်းမြဖို့ရဲ့အတော်အရင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်အခုချိန်ပြဿနာတက်နေတာကတော့ပိုင်းတကုံးအမေနဲ့သားဖြစ်သူပိုင်းတကုံးတို့ဇနီးမောင်နှံကြားကမိသားစုပြဿနာပေါင်းအခုတခါမှာတော့ပိုင်းတကုံးရဲ့ဇနီးလင်းမြဖို့ကိုစမိုင်းရဲ့အတော်အရင်ဖြစ်သူကပိုင်းတကုံးအမေတော်ခင်ဂျူနဲ့စမိုင်းရဲ့အကြမ်းမှာ ဘာတွေဖြစ်ခဲ့တယ်လဲဆိုတာနဲ့ပိုင်းဒဂုံမိသားစုကလင်းမြဖို့ကိုဘာတွေလုပ်ခဲ့တယ်လဲဆိုတာကိုပြောပြလာတာဖြစ်ပါတယ်။အစောပိုင်းမှာတော့ပိုင်းဒဂုံရဲ့မိခင်ဒေါခင်ဂျူကပိုင်းဒဂုံကိုမိသားစုဝင်အဖြစ်အတိအမှတ်မပြုတော့ဘူးလို့ပြောထားတာပါ။အထူးသဖြင့်ချွေးမလင်းမြဖို့နဲ့တားပိုင်းဒဂုံကသူမကိုမောင်းမာစွာဆက်ဆံကြောင်းမတူမတန်ပြောဆိုကြောင်းသူမဘက်ကတော့ပိုင်းဒဂုံကိုပုံမွေးတယ်လို့ပြုစုပြောထောင်ခဲ့ပေမယ့်အခုတော့တားဖြစ်သူကိုဆုံးရှုံးလိုက်ရပြီလို့ပိုင်းဒဂုံရဲ့အမေတော်ဂျူဂျူကပြောခဲ့ရာဖြစ်ပါတယ်။ဒါကြောင့်လည်းပိုင်းဒဂုံရဲ့အမေတော်ဂျူဂျူကိုလူတွေက ကတနာကျွနာတက်နေကြတာဖြစ်ပါတယ်။အခုချိန်မှာတော့ပိုင်းတော်ရဲ့ဇနီလင်းမြဖူရဲ့အတော်ရင်ဖြစ်သူက ပန်ကောင်းမိန်နဲ့သူမရဲ့တူမကြာကဖြစ်ဖြစ်ခင်ရတွေကိုပြောခဲ့ရဖြစ်ပါတယ်။အတော်ဖြစ်သူရဲ့အဆိုအရပန်ကောင်းနဲ့သူ့ရဲ့တူမလေးကအေဂျင်စွာနေထိုင်တတ်တဲ့ဇုံတွဲလေးဖြစ်ပြီးတော့မိဘပေါ်မှာလည်းတည်တက်လိမ်မာတယ်လို့ဆိုပါတယ်။ပန်ကောင်းနဲ့ချစ်ကြိုက်နေစဉ်ကာလမှာလည်းပန်ကောင်းကသူ့ရဲ့မိသားစုအခြေအနေနဲ့မိသားစုကိုထောက်ပံ့နေရတာတွေကိုပြောပြထားလို့စမိုင်းကအားလုံးကိုသိနေခဲ့တယ်လို့ဆိုပါတယ်။ဒီငါးနှစ်တာကာလမှာစိတ်ကြီးတဲ့ပန်ကောင်းရဲ့အမေတော်ဂျူဂျူစိတ်ဆိုးတိုင်းမှာစမိုင်းကပဲအလုပ်ပြက်ခံပြီးတော့ချုံမော့ပေးရတာလို့စမိုင်းရဲ့ အတော်ဖြစ်သူကရင်ဖွင့်ခဲ့ပါတယ်။ဂျာထဲမှာပိုင်တကုံအထဲရောက်နေချိန်မှာလည်းပိုင်တကုံရဲ့အမေခိုးပီးဖြစ်ကအရေးပေါ်ဖြစ်တော့လင်းမြဖို့နဲ့လင်းမြဖို့ရဲ့အဖေပိုင်တကုံရဲ့ရောက်ခတ်မကပိုင်တကုံရဲ့အမေဆေးရုံတက်ရောက်အောင်အောက်ဆီဂျင်ရောက်အောင်ကူညီပေးခဲ့ရတာလို့ဆိုပါတယ်။ကြားထဲမှာပိုင်တကုံနဲ့လင်းမြဖို့နဲ့မင်္ဂလာဆောင်တော့လေပိုင်တကုံရဲ့အမေက ပြဿနာရှာတာကြောင့်ပိုင်တကုံကတော့မင်္ဂလာဆောင်မှာတောင်တငုံကိုတည်ရဖြစ်ခဲ့ရတယ်လို့သိရပါဗျ။ ဒါအပြင်ပိုင်တကုံရဲ့ဇနီးလေးမြောက်ဖူကပိုင်တကုံမိသားစုတွေကိုအိမ်ပေါ်ကနေနှင်ချတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့လေးမြောက်ဖူရဲ့အတော်ကအခုလိုပဲရင်ဖွင့်ခဲ့တာပါပိုင်တကုံနဲ့လေးမြောက်ဖူတို့ဟာတူရကီနိုင်ငံကိုခရီးထွက်နေချိန်ပိုင်တကုံရဲ့အမနဲ့အမေကပိုင်တကုံရဲ့ဖန်ဟောက်စ်မှာတက်နေကြောင်းဒီလိုနေရင်းနဲ့လေးမြောက်ဖူရဲ့မိဘပိုင်တကုံရဲ့ရောက်ခမတွေကိုပြောဆိုခဲ့ကြောင်းဒါကြောင့်လည်းအင်အကူတွေကလေးမြောက်ဖူပြန်လာချိန်မှာတိုင်လို့ပြဿနာတက်ကြတာဖြစ်ကြောင်းလေးမြောက်ဖူဟာပိုင်တကုံမိသားစုကိုပုံမှန်ဆိုရင်တီးခတ်နိုင်ပေမယ့်မိဘတွေကိုပါအခုလိုပြော ောလာခဲ့ရာအကြောင်းသိမှတ်ခံနိုင်တော့ကြောင်းဒါကြောင့်လည်းပိုင်နဂွန်ရဲ့အမေကိုဖုန်းဆက်တော့သမီးကိုမဆုံးမတဲ့အပြင်သူမကပါပိုင်နဂွန်ရဲ့ရောက်ခမလင်းမြဖူးတွေကိုပြောဆိုခဲ့ရာအကြောင်းပိုင်နဂွန်နဲ့လင်းမြဖူးတို့ဟာမိဘတွေကိုအဆက်အသွယ်ဖြတ်ထားခဲ့ရာဖြစ်တယ်လို့အတော်ဖြစ်သူကပြောခဲ့ပါတယ်အတော်ဖြစ်သူကပိုင်နဂွန်နဲ့လင်းမြဖူးတို့ဟာမိဘတွေကိုယူသေးတဲ့ကလေးတွေဖြစ်တာကြောင့်အေးချမ်းစွာနေတဲ့အကြောင်းပြောခဲ့ရလည်းဖြစ်ပါတယ် အခုတော့ပိုင်ဒဂွန်ရဲ့အမိကပိုင်ဒဂွန်တို့ကိုအတိအမှန်မပြုတ်ကြောင်းပြောခဲ့ရာကြောင်းလိုင်းပေါ်မှာခရက်ထသွားတာဖြစ်ပါတယ်။တချို့ကလည်းပိုင်ဒဂွန်ရဲ့အမိဟာတားဖြစ်သူကိုငယ်စဉ်ကတည်းကနေနာမည်ကြီးမင်းသားဖြစ်အောင်ပြုစုပြောင်းထောင်ခဲ့ရာကြောင်းတားဖြစ်သူအိမ်ထောင်ကျသွားတာတောင်းတောင်းအပေါ်ကိုလောဘကြီးနေတာဖြစ်မယ်လို့ဆိုကြပါတယ်။ဒါပေမဲ့တားဖြစ်သူအိမ်ထောင်ကျသွားရင်ကိုမပိုင်တော့တာပါ။အခုကြည့်ရှုနေတဲ့ပရိသတ်တွေကရောပိုင်ဒဂွန်ရဲ့မိခင်ပေါ်မှာဘယ်လိုမြင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။